လူသားမျိုးနွယ်ကအမြဲတမ်းမစုံလင်ပါဘူးဖခင်ကသားသမီးတယောက်ကိုဘလောက်ပဲချစ်နေပါစေလူဖြစ်တဲ့အခါအားလျော်စွာနှုတ်နဲ့ကိုယ့်ရဲ့သားသမီးကိုနာကြံပြောမိတဲ့အရာတွေရှိတယ်မလိုအပ်ပင်နဲ့မရိုက်တင့်ပင်နဲ့ရိုက်မိလိုက်တဲ့အချိန်တွေရှိတယ်ဟုတ်ပါသလားဖခင်မမဟုတ်ပါဘူးမိခင်လည်းဒီအတိုင်းပါပဲเนาะအဲ့တော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကောင်းကင်ဖခင်ရဲ့တဒံ့ ကောင်းကင်ဖခင်ရဲ့စုံလင်ခြင်းကိုပုံဖော်ဖို့ရန်အတွက်သားသမီးတွေအနေနဲ့တော်တော်ခက်ပါတယ်။ဒီနေ့ချစ်ရတဲ့ဖခင်ယိုသေလေးစားစရာကောင်းတဲ့ဖခင်တယောက်ချင်းစီတိုင်းမိမိရဲ့အသက်တာကိုဒီနေ့မှပြန်လည်ဆန်းစစ်ကြရအောင်။အာမင်။ဘာကြောင့်လဲဆိုတော့ပညာရှိတဲ့လူဟာတဲ့မိမိသွားရလမ်းကိုစဉ်းစားတယ်စင်ကြင်တယ်တဲ့။ကျမတို့ဟာပညာရှိတဲ့သူတွေဖြစ်တယ်။ပညာရှိတဲ့ဖခင်တွေဖြစ်တယ်။ဒီခန်းထဲမှာထိုင်နေကြတဲ့မိသားစုဝင်တယောက်ချင်းစီတိုင်းဟာပညာရှိသောသူများဖြစ်တယ်။အာမင်။ ဒါကြောင့်ဒီနေ့ကိုယ့်ရဲ့အတ္တတဲမှာသာဝရဘုရားသခင်တုံတင်ဆုံးမတဲ့တရားစကားနဲ့မလျော်ညီတဲ့အရာအလုံးရှိပါကပညာရှိစွာနဲ့နှုတ်ကပတ်တော်အပြည့်ရှင်းလင်းဖို့ရန်အတွက်ပြင်ဆင်ရမယ့်နေ့ရက်လည်းဖြစ်ပါတယ်အာမင်။ဘာကြောင့်လဲဆိုတော့ဒီနေ့ဒီဖခင်တယောက်ချင်းစီတိုင်းရဲ့လှုပ်ဆောင်ချက်ဟာကျမတို့သားသမီးတွေကျမတို့ရဲ့အနာဂတ်တနည်းအပြည့်ကျမတို့တိုင်းပြည်တပြည်လုံးရဲ့အနာဂတ်ကိုပြောင်းလဲစေနိုင်တဲ့လှုပ်ဆောင်ချက်တွေဖြစ်နေလို့ပါပဲ။အာမင်။ဒါကြောင့်မလို့ဒီနေ့ဘုရားသခင်က ဖေတွေကိုဖခင်ဆိုတဲ့နာမည်ကိုဘာကြောင့်ပေးတယ်လဲဆိုတော့သူနဲ့တူဖို့ရန်အတွက်နာမည်ပေးထားတာဖြစ်တယ်။ဖခင်သခင်ရဲ့နာမထဲမှာဖခင်ဆိုတဲ့နာမပါတယ်။ကျွန်မပြန်ပြောမယ်နော်။ဒါအရေးကြီးတယ်။ဖခင်ဆိုတဲ့နာမကို မိခင်တွေကိုမပေးပါဘူး။ဖခင်ဆိုတဲ့နာမကိုဘယ်သူတွေပဲရလဲ။အဘာနော်မြန်မာလိုဆိုရင်နော်အဖေအဲ့ဒီအဘာလို့ခေါ်တဲ့နာမည်ကဖခင်တွေပဲတီးတန့်ရတဲ့နာမည်ဖြစ်ပါတယ်။ တော့ဒီနာမည်ကိုရထားတဲ့ဖခင်တယောက်ချင်းဆိုင်ဟာဖယားသခင်ရဲ့နာမတော်ဂုံတော်ကိုထင်ရှားစေဖို့ရန်အတွက်အဲ့ဒီနာမည်အတိုင်းကျွန်တော်တို့အသက်ရှင်နိုင်ဖို့ရန်အတွက်ဖယားရဲ့နှုတ်ကပတ်တော်နဲ့ဒီနေ့ကျွန်တော်တို့ပြင်ဆင်မှာဖြစ်ပါတယ်အဲ့တော့ဖခင်တွေဟာတစ်ဖက်မှာလဲ leadership လို့ခေါ်တဲ့ဥဆောင်ဥရပြုရခြင်းမိသားစုတစုလုံးလမ်းမလွဲစေဖို့ရန်အတွက်မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ သွားနိုင်စီဖို့နဲ့ဥဆောင်ဥရပြုရတဲ့ဖခင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့မှန်ကန်တဲ့ခေါင်းဆောင်ခေါင်းတယောက်ဖြစ်လာစေရန်ဒီနေ့ဖခင်ဆိုတဲ့နာမည်ကလည်းကျမတို့ကိုပြန်ပြီးတော့ထိန်ကုတ်ပေးပြန်တယ်။ဘာကြောင့်လဲ။ဘာကြောင့်လဲ။ဥဆောင်ပေးတဲ့ဖခင်တယောက်ရဲ့လှုပ်ဆောင်ချက်လမ်းလေးချော်သွားတာနဲ့ တခါတလေကျမတို့လမ်းချော်တက်ပါတယ်မိသားစုရဲ့စာဝတ်နေရေးအတွက်ကြောင့်မိသားစုရဲ့နော်တိုးပွားဖို့ရန်အတွက်တစုံတစ်ခုသောအကြံစီတွေကြောင့်ဖယားသခင်ရဲ့တရားလမ်းတော်ထဲကနေဖယားရှိစေခြင်းနဲ့အရက်ကနေဆွဲထုတ်သွားမိတဲ့အတွက်ကြောင့်မလို့အဲ့ဒီမိသားစုကျမတို့နောက်ကိုလိုက်နေတဲ့သားသမီးတွေကျမတို့ရဲ့အနောက်မှာရှိနေတဲ့မိသားစုတစုလုံးဟာပျက်စီးဆုံးရှုံးသွားရတယ်ဒါကြောင့်သင်ဟာအနာဂတ်မှာရှိနေတဲ့ကိုယ့်ရဲ့မိသားစုကိုချုံမြင့်ခြင်းကိုပေးသလိုခါးသီးခြင်းကိုလည်းပေးနိုင်တယ်အဲ့တော့ကိုက မျက်စိကန်းနေတယ်ဆိုရင်တော့အနာဂတ်ကိုဥဆောင်ဖို့တည်းမဖြစ်နိုင်ပါဘူးမျက်စိမြင်နေမှပဲဒီမိသားစုရဲ့ကောင်းခြင်းဆိုးခြင်းနဲ့သက်ဆိုင်တဲ့အရာအလုံးကိုဥဆောင်ပြီးတော့လမ်းပြပေးနိုင်မှဖြစ်တယ်အာမင်